မင်္ဂလာပါခင်ဗျာရိုးရပေါ် channel ကနေကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ဘင်းလက္ခဏာကံမြတ်ပညာသူတွေဒီဆရာကြီးဦးမြတ်ဆန်းရဲ့တနင်္လာသားသမီးများအတွက်တာမီဂိမ့်ကျမရဏတိထားတဲ့အသက်များဆိုတဲ့အထူးဟော့စတန်ကိုကြည့်ရှုနားဆင်ရမှာ ဖြစ်ပါတယ်မိတ်ဆွေရဲ့တက်ကမရဏရွေနဲ့ kait နေပါကသတိထားတင်တာတွေရှောင်တင်တာတွေကိုဘင်းပညာနဲ့သဘောတရားပေါ်ခြေခံပြီးဆရာကြီးကအနေနဲ့ပဲပြောပြပေးသွားမှာပါဒါကြောင့်ဘင်းလက္ခဏာကံမြတ်ပညာသူတွေဒီဆရာကြီးဦးမြတ်ဆန်းရဲ့ ဘေရင်ဟော့စတန်ကိုတင်ဆက်ပေးလိုက်ပါတယ်သားသမီးအားလုံးဒေဝရီဝေးကွာကြပါစေအက်စီဒန်လိုရာဆန္ဒဧဝပါစေကြောင်းပြည်ရင်လက္ခဏာကံပြရပညာသူတေသည်ဆရာကြီးဦးမြတ်ဆန္ဒစူတောင်းမြတ်တာပို့တာအပ်ပါတယ်ကျိုးရပေါ် channel မှာတစ်ဆင့်ဆရာကြီးဦးမြတ်ဆန်ကမေတ္တာပို့တာကြီးဖြစ်ပါတယ်ဆရာတို့ရဲ့ channel ကတော့တိမ်မြုပ်ပျောက်ပွယ်လူနီးပါးဖြစ်နေတဲ့ဓမ္မယိုးရာပေးရင်ပညာများကိုပြန်လဲပေါ်ကျူးပေးတဲ့ channel ဖြစ်တာဖြစ်တဲ့အတွက်ဆရာတို့ရဲ့ channel ကယိုးရာပေါ် channel ဖြစ်ပါတယ်ယိုးရာဆိုတာကအများကြီးရှိပါတယ်ညီမမှာကျွန်တော်တို့အလာပွဲတော်အစင်လာရိုးရတဲ့ရှိရဲ့နောက်ညီမတွေရဲ့ကလေးထုံးနှန်းစင်လာရိုးရတဲ့ရှိတယ် အဲ့ဒီရိုးရာတွေတရားမှာဆရာကတော့ဗီဒင်းဆရာဖြစ်တာဖြစ်တဲ့အတွက်တိမ်မြုပ်ကြောက်လွယ်လူနီးပါးဖြစ်နေတဲ့ဓမ္မရိုးရာလက်ဆန်းပညာလို့ခေါ်တယ်ဗီဒင်းပညာရိုးရာကိုပြန်လဲပေါ်ကျူးပေးมาဖြစ်ပါတယ်အဲ့ဒီတရားနေမှာလက်ဆန်းပညာထဲမှာဒီမှာအင်မတန်မှထီရောက်ပြီးတော့အကျိုးရှိစေတတ်တဲ့ခொနည်းသားသမီးများအတွက်ကောင်းကျိုးလိုရာဆန္ဒတွေရရှိဖို့အတွက်တိုင်အချင်းတက်စင်ချင်းစတဲ့ပြင်ပေါ့လေအဲ့ဒီလိုမျိုး အတတ်ပညာများကိုပြုလုပ်တဲ့ခါမှာတကယ်ကိုတိရောက်ပြီးတော့တကယ်ကိုအစွမ်းထက်တယ်ဘောရချစ်ပါနဲ့ပတ်သက်တဲ့ကျွန်တော်တို့လူတွေအတိများတာကတော့ရှာမီကိန်းလို့ခေါ်တာပေါ့ဗျာအဲ့တော့ရှာမီတွင်ကြမရဏလို့ပြောလိုက်ရင်တော့အေဂျင်စီအားတော်တော်များများသိသလိုခုနှစ်သားသမီးတွေလည်းအစ်ချီနားလည်ကြပါအဲ့ဒီခဲရမှာအချို့မသိသေးတဲ့အကြောင်းအရာလေးတွေကိုဆရာကတင်ပြပေးမှဖြစ်ပါတယ်အဲ့တော့ ရှာမီကိန်းဆိုတဲ့အခါမှာရှာမီကိန်းကိုစတင်ပြီးတော့မှာတဲ့ဆရာတယောက်ကနေပြီးတော့မှာကျွန်တော်တို့ပြတ်ချက်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံးရှာမီကိန်းရဲ့လင်္ကာလေးတစ်ခုကိုရရှိဖို့လိုပါတယ်အဲ့ဒီလင်္ကာလေးကတော့ရှစ်ဆရာဆရာကြီးတွေပညာရှင်ကြီးတွေထားခဲ့တဲ့လင်္ကာလေးဖြစ်ပါတယ်မိုးဆွေဥက္ခရွာတုံတာလာလို့ခေါ်ပါတယ်အဲ့လိုမျိုးလင်္ကာလေးတိုင်းကျွန်တော်တို့အကွက်ကလေးတွေချပြီးတော့မှ ဘယ်ဂျိုကွက်မှာတော့ဘယ်ကနန်းထက်မယ်စတင်ပေါ့ဒီလိုလေးတွေသိရှိဖို့တော့အရင်ဆုံးလိုပါတယ်ဒါကတော့ဒီဒီပညာနဲ့အတ္တမွေးဝတ်နဲ့အတ္တမွေးဝတ်ကြမယ်ဆရာဆရာကြီးတကယ်သိတဲ့သိကြတဲ့အတ္တပညာလေးဖြစ်ပါတယ်ထိုနည်းတူသာပဲဘေးရင်ကိုဝါသနာကြည့်ပြီးဘေးရင်ဝါသနာအိုးများတွေ့လေတကယ်ကိုသိတဲ့သိကြတဲ့အတ္တပညာလေးလည်းရှိပါတယ်ဆရာတွေကခင်ဗျားတို့ရှားမိကြနေတယ်ဆိုတော့ကိုကိုနိုင်ကဘာကြောင့်ရှားမိကြမှန်းမသိဘူး ဘလို့ကြောင့်ရှားမိကြမှန်းမသိရှားမိဆိုတာဘာကိုခေါ်မှန်းမသိအဲ့ဒီလိုဖြစ်ခဲ့မယ်ဆိုရင်ဘာမှန်းမသိရင်တော့ညာမှန်းမသိဖြစ်တတ်ပါအเจ้าမလို့ဒီဆရာတို့ရိုးရပေါ်ခြံနေရတစင်ဘာမှန်းညာမှန်းသိအောင်ရှေ့ဆရာဆရာကြီးကျွန်တော်တို့အင်းပြပြီးတော့မှမှတ်ကြောက်တင်ခဲ့တဲ့အင်မတန်မှလေးဝက်နေတဲ့ပြီးတော့တိောက်ကဲအတတ်ပညာလေးဖြစ်တဲ့ရှားမိခင်လေးအเจ้าကိုအင်းပြပြီးမှဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်ကဆရာက တနင်္ဂနွေသားသမီးများအတွက်ရှာမိကြတဲ့အကြောင်းနဲ့တနင်္ဂနွေသားသမီးများဟာဘဲဂျိုမှာဂျိုအဲ့ရင်ဘဲကင်းကိုကြတယ်ဘဲဂျိုမှာတက်ရောက်ရင်ဘဲကင်းကိုကြတယ်အထူးကတော့ရှာမိဆိုတာကတက်ရောက်ကင်းကိုအထူးထားပြီးတော့ပေါ်ခြင်းဖြစ်ပါတယ်အဲ့ကံပါလေတဲ့အချို့ကိစ္စတွေမှာကျွန်တော်တို့နေ့တွေမှာမူလအရက်ဆိုတာရှိပါတယ်အဲ့ဒီမူလရက်ဆိုတာကတော့ကျွန်တော်တို့ကောင်းငင်ဇာတာလို့ပြောရင်တော့အရှင်ဂျူခေါ်တာပေါ့ဗျာ ဲ့ဒီအင်ရှင်ဂျူလေတိထားဖို့လေအင်မတန်လိုပါတယ်အကြောင်းမလို့ကိုရောက်နေတဲ့ကြံကြမှာကိုရောက်နေတဲ့နေ့ကိုရောက်နေတဲ့ဂျိုးအိမ်ကအင်ရှင်ဂျူရဲ့ထက်ခံကဘာရှိသလဲပေါ့ဒါလေးတွေသိမှသာလေဒါရချင်းဓာတ်စင်ချင်းတွေမှာထိရောက်စွာအကျိုးပေးမှာဖြစ်ပါတယ်တော့တချို့မဟုတ်ပဲနဲ့ဆိုလို့ရှိရင်အင်ရှင်ဂျူနဲ့မိလာရန်လာမိမဟုတ်ရန်မဟုတ်ဥတ္တသိမ်လားဆိုတာမသိပဲနဲ့ရမ်းပြီးလုံနေမယ်ဆိုရင်တော့တော့ကျွန်တော်တို့ တဲနဲ့ဆုပ်ပဲတလူပဲမှန်တော့မှန်တယ်မတိရောက်ဘူးဗောဗျာနော်အကြောင်းမလို့အဲ့ဒီလိုသိဖို့လဲအင်မတန်မှာအရေးကြီးပါအဲ့တော့အင်းရှင်ကျိုးအကြောင်းကိုလဲဆရာဆရာကြီးကပညာကမ်းမှာရင်္ကာလေးတွေနဲ့ထားခဲ့တာပါရှေ့တုန်းကဒီရင်ပညာဆရာဆရာကြီးဘရောကြီးတွေကဒီရင်ပညာမှာအစဈေးဝတ္တဆာမှာအစိုးရင်္ကာလေးတွေနဲ့ထားခဲ့တာလေအကျိုးပညာရှိ ။ဘေးရင်ပညာရှင်တွေသူကမင်းတွေသိပါတယ်ခင်ဗျာ။တချို့လူလည်းဘဝသူတရှိတဲ့ပုံကိုယ်တွေလည်းသိပါ။အဲ့လိုမျိုးအရှင်ဂျိုတော့ရင်္ဃလေးမှာကအင်းဝရှင်ကြီးထန်းဒီစုပ်ပဲလို့ခေါ်ပါတယ်ခင်ဗျာ။နော်။အဲ့တော့သူ့ရဲ့မူလအိမ်မှာကျွန်တော်တို့အင်းဆိုတာကတော့တနင်းငယ်ွေပေါ့နော်။ဝါဆိုတာကတော့ဗုဒ္ဓဘူး။ရှင်ဆိုတာကတော့ယာဟု။ကြီးဆိုတာကတနင်းလား။ထန်းဆိုတာကစနေကျွတ်တယ်လို့တဲ့။ပြီးဆိုတာကတော့တောက်ကြ။ ။ဟောကျွန်တော်စောက်ဆိုတာကတော့အင်္ဂါဖြစ်တယ်လို့။ဟောကျွန်တော်ဖတ်ဆိုတာကတော့ကြာတာပဲဖြစ်ပါတယ်။အင်းဝရှင်ကြီးထန်းသီးစုပ်ဘဲဆိုတော့အလို့ဆရာဆရာကြီးလည်းသိပါတယ်။လက်ဆမ်းမိညာကိုတကယ်လေးလာလိုက်စားတဲ့ဆရာဆရာကြီးပညာရှင်ကြီးလည်းသိပါတယ်။ဒါပေမဲ့ဒီဒီမိညာကိုနဲ့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 တကယ်လေးလေးလာမှုအားနေတဲ့လူတွေကတော့မသိဘူးပေါ့ဗျာ။ဒါတွေကအင်းရှင်ဂျိုးလို့ခေါ်တဲ့ကျွန်တော်တို့ကတိဂျိုးတွေကိုပြောခြင်းဖြစ်ပါတယ်။အဲ့တော့တနင်္ဂနွေဂျိုးရဲ့ ဒူလာအယက်လို့လည်းခေါ်ပါတယ်ခင်ဗျာနော်ဒူလာအယက်ဂျူလို့လည်းခေါ်ပါတယ်တနင်္ဂနွေဂျူရဲ့မူလာအယက်ဂျူကတော့တဲ့ရာဟုတောင်မှာရှိပါတယ်ခင်ဗျာနော်ရာဟုတောင်ကတော့တနင်္ဂနွေရဲ့အင်ရှင်မူလာအယက်လည်းဖြစ်ပါတယ်နောက်ဗုဒ္ဓဘုရားတော့ကျွန်တော်တို့တောက်ကြလို့ခေါ်တဲ့မြောက်ရက်မှာဗုဒ္ဓဘုရားအင်ရှင်ဂျူဖြစ်ပါတယ်ပုံနည်းတူပါပဲတဲ့ရာဟုဂျူကကျတော့တနင်္ဂနွေတောင်မှာရာဟုဂျူကအင်ရှင်ဖြစ်ရက်တည်ပါတယ်ခင်ဗျာတနင်္လာကတော့သူ့ရဲ့သူမှာပဲရက်ပါတယ် အရှိရမှာတော့တင်းလာမူလာရက်ဖြစ်ပါတယ်။နောက်အင်းငါဆိုတဲ့ရက်မှာတော့စနေကျူကကျွန်တော်သင်ရှင်အဖြစ်ရက်တည်ပါတယ်ခင်ဗျ။ဟုတ်။နောက်တောက်ကြတော့ဗုဒ္ဓဘူးရက်မှာတောင်ရက်မှာတောက်ကြကျူကကျွန်တော်တို့သင်ရှင်ကျူအဖြစ်ရက်တည်ပါတယ်။မူလာရက်လို့ခေါ်တာပေါ့။နောက်အင်းငါကျတော့ကျွန်တော်တို့စနေတော့မှာအင်းငါကျူကကျွန်တော်သင်ရှင်ကျူအဖြစ်ရက်တည်ပါတယ်ခင်ဗျ။မူလာရက်ခေါ်တာပေါ့။ကြာတာပရိကတော့သူ့ရဲ့မူလာရင်ဖြစ်တဲ့အနောက်ရက်မှာပဲရက်တည်ပါ။အဲ့ဒီမှာကျွန်တော်တို့ အင်းဝချင်းကြီးထန်းနိစုတ်ပါဆိုတဲ့လင်္ကာအယသူ့ရဲ့မူလအိမ်မှာလူတိုင်းနားလေတဲ့အယက်ဒီသားအယပြောမယ်ဆိုရင်တော့တင်းလာတင်းလာအိမ်မှာပဲရိုက်ရတာဖြစ်တဲ့အတွက်တင်းလာအားကောင်းပါတယ်ခမရကြာတာပရိကလည်းကြာတာပရိအိမ်မှာရိုက်ရတာဖြစ်တဲ့အတွက်အင်မတန်မှအားကောင်းပါတယ်ဒါကြောင့်မလို့ပတဝီတက်ကပြက်ခဲပါတယ်ခမရနော်ဒါလေးတွေလည်းအသေးစိတ်သိရှိဖို့လိုပါတယ်အဲ့တော့ဒီကြတဲ့ဘက်ကဆရာကတင်းငွေသားသမီးများအတွက်ဟောကြားခဲ့သလိုဒီတစ်ဘက်တော့ဆရာက တနင်္လာသာသမီများရှာမိခင်အတွက်ကိုဆရာတို့ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့တနင်္လာသာသမီများဟာတဲ့နော်အသက်15နှစ်ကနေပြီးတော့မှဟောကျွန်တော်တို့အသက်15နှစ်အထိကတော့တနင်္လာမှာပဲအချိုးအိပ်ပါဒါပေမဲ့အသက်15နှစ်မှာကျွန်တော်တို့တနင်္လာဂျူရဲ့ဂျူတက်မှာရှိတဲ့အတွက်တနင်္လာမှာဂျူရဲ့သူမလို့ကျွန်တော်တို့ဂျိုးရှိခွင့်နဲ့စားတဲ့ကမ္ဘာဂျိုးရှိနဲ့စားတဲ့ခုနှစ်ခုပုံပြီးလို့ရှိပါတယ်ခင်ဗျအဲ့တော့ ခုနကဘောမိကြတဲ့ခါမှာတဲ့ကျွန်တော်တို့တက်ရောက်ကြတော့ဗိုလ်တော်ဘူးဖြစ်ပါတယ်ဒါဟုတ်ကျွန်တော်တို့လီကောတို့လည်းခေါ်ပါတယ်ခင်ဗျာနော်အဲ့တော့အဲ့ဒီကနေပြီးတော့ကျွန်တော်တို့လေးခုကျွင်းသောနေရာဒီမှာရောက်မယ်ဆိုရင်တနည်းလားသာသမီများဟာတဲ့အဲ့ကျွန်တော်လေးခုကျွင်းတဲ့နှစ်ပေါ့အဲ့တော့ဒိုချစ်ခွင့်နဲ့စားတယ်လေးကျွင်းတယ်လေးကျွင်းတယ်ဆိုလို့ကြည့်လို့ရှိရင်တော့တက်ရောက်ကစနေမှာဖြစ်ပါတယ်အဲ့စနေမှာတက်ရောက်ပြီဆိုလို့ရှိရင်တော့ရှာမီကြတယ်လို့ ခေါ်ပါတယ်။တယောက်ရှာမီလို့ခေါ်ပါတယ်။အဲ့တော့သူ့ရဲ့ဂျိုးအိတ်ကစနေတယောက်ကတင်းငုံတွေဆိုရင်လေကျွန်တော်တို့ရှာမီကြတယ်ခေါ်ပါတယ်ခင်ဗျာ။အသက်ပန်းချာရပြောမယ်ဆိုလို့ရှိရင်တော့တော့ကျွန်တော်တို့တင်းလာနေပြီးတော့တော့ကျွန်တော်16နှစ်ဆိုလို့ရှိရင်အင်္ဂါမှာဂျိုးအိတ်ပါတယ်။အဲ့တော့ဂျိုးအိတ်ကအိုးသူလို့ခေါ်တယ်။တော့ကျွန်တော်တို့ခရီးတွေပြပြတတ်တဲ့ကာလဖြစ်ပါတယ်။နောက်16နှစ်ဆိုလို့ရှိလို့ရှိရင် ပေါ်လီလို့ခေါ်တဲ့လက်တီရတတ်ပါတယ်။တနင်္လာသားသမီးများစမ်းမှုမဲ့ကာလဖြစ်ပါတယ်။အော်ကျွန်တော်တို့ဆက်ကွန်နေဆိုတာကအရွယ်ကောင်းလဲဖြစ်တာဖြစ်တဲ့အတွက်လူကြည့်လူကင်းလဲပေါ်စီတတ်တဲ့ကာလဖြစ်ပါတယ်။နောက်ဆက်ရှင်နှစ်တာကာလရောက်ပြီဆိုလို့ရှိရင်တော့ရှားမိတဲ့ဝင်ပါပြီ။တတိထားမှာပါ။ကိုယ်ဆုံးဖြတ်ချက်တွေမှားလို့ရှိရင်ဒုက္ခရောက်စေတတ်တဲ့ကံတရားဖြစ်ပါတယ်။အော်ကျွန်တော်တို့တနင်္လာသားသမီးများဘုံမိကျူလဲရောက်တတ်သလိုဆက်ရှင်နှစ်ကအော်ကျွန်တော်တို့စနေမှာသွားပြီးတော့ဂျိုးအိပ်ပြီ တက်ရောက်ပါဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ဇဂုန်နဲ့ဇာရှင်နဲ့အဲ့ဒီကာလတွေမှာတစ်နှစ်တစ်ခါတောင်းတဲ့တက်ရောက်ကာလတွေမှာတဲ့ဘဝမှာရှားမိကြပြီဆိုရင်တော့အင်မတန်မှပူပြင်းသောကတွေရောက်စေတတ်တယ်ရှားမိတွင်းကြမရဏကြီးကျယ်သောသူကြီးတို့အကြီးကဲတွေမိပါတွေပူပြင်းသောကတွေရောက်စေတတ်တယ်ကံတရားမှာလည်းရှိပါတယ်ခင်ဗျာနော်အဲ့ဒီအနေနဲ့ပဲကျွန်တော်တို့ဇဂုန်နဲ့ဇဂုန်နဲ့တာကာလမှာဆိုလို့ရှိလို့ရှိရင်တော့ထွေးစောလို့ခေါ်တယ်စုတ်တွေပြတ်တတ်ပါတယ် ။ဟောကျွန်တော်တို့ပြဿနာကြီးတက်တက်တဲ့ကာလဖြစ်ပါတယ်။ခြေပြဿနာကြီးတက်တက်ပါဘူးဗျာ။ဘုံတိတ်ခါကြခြင်း၊နာမည်ပြက်ခြင်း၊အချက်ရခြင်းတွေဖြစ်စေတတ်ပါ။အဲ့ဒီကနေပြီးတော့ကျွန်တော်တို့အသက်20ရောက်ပြီဆိုလို့ရှိလို့ရှိရင်တော့သူ့ကိန်းထဲကိုရောက်ပြီပေါ့ဗျာ။အဲ့တော့သူ့ကိန်းထဲကိုရောက်ပြီဆိုလို့ရှိလို့ရှိရင်ခကြီးတွေပို့သွားခြင်း၊ဒီသွားခြင်းပေါ့နော်။အပေါင်းအသင်းတွေသွားခြင်း၊တော့အပျော်ပါးတွေသွားခြင်း၊ငင်းငယ်မနေခြင်းတော့အဲ့ဒီမှာစိတ်ပွေတွေပေါက်တာဖြစ်တဲ့အတွက်တင်းလာသားပြင်းများဟာအာသာရေးကိုနာနာလုပ်ပါဘူး။ အသက်20ရောက်ပြီဆိုတာနဲ့ဘဝမှာပြည့်စည်ဖို့လေလမ်းသားကိုရောက်တည်တတ်တယ်လို့ရှေ့ကိုတက်မယ်ဆိုရင်လေအညွန့်တက်စီတတ်တယ်ကြံတရားမှာရှိပါတယ်။နောက်ကျွန်တော်တို့20တနည်းမှာဆိုလို့ရှိရင်တော့လီကောတဲ့လက်တွေလည်းပြတ်တတ်ပါတယ်။ရှိတာတွေလည်းကုံစီတတ်ပါတယ်။အခက်ခဲကြီးလည်းကြုံစီတတ်ပါတယ်ခင်ဗျာနော်။အဲ့တော့အသက်20နှစ်ရောက်ပြီဆိုလို့ရှိရင်တော့ဘဝမှာအထူးကူးဆဲရမယ်ကာလတွေရောက်ပါပြီ။ကျမ်းမာကြီးညံ့စီတတ်တဲ့ကံတရားမှာရှိပါတယ်။အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ 20နှစ်23စသဖြင့်ပေါ့ဗျာအဲ့လိုမျိုးကန်တရားမှာတင်းလာတာပြီးများဟာတဲ့အပူတော်ကရီနဲ့အထုကယူဆက်ရမယ်ကာလာဒီအမိအဖဆရာသမားစကားကိုနားပတော်မိပြီဆိုရင်တော့မိန်ကလေးများဆိုရင်သားတကောင်နဲ့တို့လို့တွေ့လဲဆိုတဲ့ကန်တရားတွေဂျုံစီတတ်တယ်လို့တဲ့ယောက်ျားလေးများဆိုလို့ရှိရင်တော့အမှုကင်းပြဒနာတွေတက်စီတတ်တယ်လို့အချောင်းတော်ဖန်စီကြီးလည်းခံရစီတတ်ပါတယ်ခင်ဗျနော်အလားကျွန်တော်တို့ ။အရေအသဖြင့်စက်ပစ္စည်းတွေနဲ့ဆိုင်ရည်စီချင်းကားစီချင်းတွေပြစ်တာပြစ်တဲ့အတွက်မူးယူတောက်စားပြီးလုပ်မယ်ဆိုရင်တော့အဝိုက်ရဲ့ကန်ဒီယာမှာစိုးကျိုးတွေပေးစီတတ်တယ်၊ဂျုံကြီးကနာတွေရောက်စီတတ်တယ်၊လက်ထက်ဂျိုးကြီးတွေဂျုံစီတတ်တဲ့ကာလာဖြစ်တဲ့ပြစ်တဲ့အတွက်ဒီအသက်ပန်းချားတွေမှာအထူးပြုဆဲရမယ်ကာလာတွေဖြစ်စေဆိုတဲ့အကြောင်းရိုးရဘော် channel မှာတစ်စက်ဆရာကြီးဦးမြတ်ဆန်ကတင်းလာသားကြီးများရဲ့ရှာမီကင်လေးအကြောင်းကိုတင်ပြပေးခြင်းဖြစ်ပါတယ်။ကိုနေသားသမီးအားလုံးနောက် channel ဒီမှာရိုးရဘော်နဲ့ channel မှာတဆင့်ညီမရိုးရအတတ်ပညာများနဲ့အသိပညာဗဟုသုတများကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးလို့တန်ကြာရင်းနဲ့ကိုနေသားသမီးအားလုံးအေးမြတွေဝေးကွာကြပါစေအိတ်စီတန်လူရာဇနပြေဝကြပါစေခင်ဗျာ Thank you for watching.